Hello. Hello. Um, good evening, Masha. Welcome back to Mugly English Speaking Boo. Mugly English School and Europe, Yamato Zoare. So, all right, Dini Baro, um, Lee and Mount Nature by Sara, uh, video, go, share it, share it, one us at I, uh, Demi Mentor and Challenge for the Katam Tapare. အဲ့ဒါဒီနေ့မှာတော့လေးရမြောင်နေဖြစ်ပါတယ်အဲ့တော့ဒီနေ့เนาะဘယ် topic တွေကိုဆွေးနွေးပါမလဲဆိုတာတစ်ချက်လေးကြည့်လိုက်ပါဦးเนาะ ဆိုတော့ဒီနေ့ကဒီမှာပြထားတဲ့စကားလုံးလုံးပေါ့နော်အာနှလုံးစလုံးဒီ adjectives တွေဖြစ်ပါတယ်အဲ့ဒါအဲ့အဲ့နှလုံးစလုံးကိုကျွန်တော်တို့ချက်တည်ကြည့်ရအောင်နော်ဆိုတော့ the first one is like a that in second one is big ဟုတ်ပြီနော်အဲ့နောက်ခုစလုံးကတော့ don't ဆောင်းတဲ့ adjectives တွေပဲဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့က big ဆိုလို့ရှိရင်ပို့ပြီးတော့နည်းနည်းကြည့်ရတယ်သူတက်နည်းနည်းလေးပို့ကြည့်ရတယ် အကြီးဆုံးဒါမျိုးတွေပြောလို့ရတယ်เนาะသူ့ကိုအဆင့်တက်မှတ်လို့ရတယ်ဒါပေမဲ့ debt ဆိုတဲ့စကားလုံးကိုကျွန်တော်ကကျမတို့အဆင့်တက်မှတ်လို့မရပေါ့เนาะ debt ဆိုတဲ့စကားလုံးကိုကျွန်တော်ကအဆင့်တက်မှတ်လို့မရနည်းနည်းသိရတော့မများသိရတော့မရှိဘူးပေါ့เนาะအာအဲ့ဒါမျိုးတွေအဆင့်တက်မှတ်လို့မရဘူးเนาะဥပမာဒီဒီခန်းထဲမှာအာ small တော့ big တော့เนาะနည်းနည်းကြီးရယ်ပို့ပြီးတော့ကြီးရယ်နည်းနည်းသိရယ်ပို့ပြီးတော့သိရယ်တဲသေးလေးထိုင်နေဖြစ်သွားပြီဒါမျိုးတွေဆိုရှင်ရှင်ကြီးတာတွေသိတာတွေ အာကောင်းတာရေဆိုးတာရေဒါဆိုလို့ရှိရင်ကျမတို့ကအဆင့်သတ်မှလို့ရတယ်သူတက်ပိုးပြီးဆိုးတာရှိမှသူတက်အစိုးဆုံးနေရှိမှအဆင့်သတ်မှလို့ရတယ်ဒါပေမဲ့ဥပမာ empty ဆိုတဲ့စကားလုံးဆိုလို့ရှိရင်ကျမတို့အဆင့်သတ်မှလို့မရတော့เนาะအဲ့တော့ဒီ adjectives တွေမှာကျမတို့နှစ်မျိုးရှိရပေါ့เนาะဒါဘာလဲဆိုလို့ရှိရင် non gradable နဲ့ gradable adjectives တော့ရရှိရဲ့ဆိုတော့ဒီအာတချို့ adjectives တွေဒီသူတို့ကို grade သတ်မှလို့မရတော့เนาะ grade သတ်မှလို့မရတော့ဘူး သူတို့ဒီအဆင့်တက်မှလို့မရတာတော့လကောင်းเนาะမ dead တို့ mt တို့เนาะဒါမှမဟုတ်ရှင်သူတို့ဒီလောကခေဆုံးဖြစ်နေရဲ့စကလုံးမျိုးတော့လကောင်းဖြစ်နိုင်တယ်အဲ့တော့အဲ့လိုမျိုး great တက်မှပြီးတော့အဆင့်ခွဲလို့မရတဲ့စကလုံးမျိုးကိုကျမတို့က non gradable adjectives လို့ခေါ်ရယ်သူတို့ဟာကြတော့ big to small တို့เนาะ tired တို့ and then like um funny you know အဲ့လိုမျိုးစကားလုံးမျိုးဆိုလို့ရှိလို့ရှိရင်ကျမတို့ကအဲသူ့အဆင့်ခွဲလို့ရတယ်နည်းနည်းလားအများကြီးလားအနော့အမောင်းလားဒါမျိုးပဲပေါ့နော်ဆိုတော့ဒီကောင်းလေးကိုဘာလို့သိရလဲဆိုလို့ရှိရင်သူနဲ့တွဲတဲ့ intensifier ရှိပါတယ်အဲ့အဲ့အဲ့ intensifier တွေကိုကျမတို့အာ gradable intensifier နဲ့ non gradable intensifier တွေကိုကျမတို့သိတယ် intensifier ကတော့ဒီပို့ပြီးရခါကြောင့်လို့ရှိရင် အဲပြောချင်တဲ့စကလုံးရဲ့ဒီအရှိန်ပေါ့နော်ဒါမှမဟုတ်ရှိလို့ရှိရင်ပြောရှင်ပြောချင်တဲ့စကလုံးရဲ့ degree ကိုပို့ပြီးတော့မြင့်ပေးတဲ့စကလုံးတွေဖြစ်ပါတယ်နော်ဥပမာပူရယ်ဆိုလို့ရှိရင်ကျွန်တော်တို့က fairly hot တန်တဲ့ပူရယ်ပေါ့နော် rather hot နည်းနည်းလေးတော့ပို့ပြီးတော့ပူလာ quite hard တော်တော်လေးပူရယ် very hot so hot အလုံးပူရယ် really hot အရင်အရင်ကပူရဲ extremely a lot a lot ပူရဲဆိုရင်အဲကကျွန်တော်ရှင်းကျွန်တော်ကအဆင့်နဲ့တတ်မှတ်လို့ရတာ cold အေးတာလည်းဒီလိုပဲကျွန်တော်အဆင့်တတ်မှတ်လို့ရတာ feeling rather quite very really extremely စသဖြင့်ကျွန်တော်တို့အဆင့်တတ်မှတ်လို့ရတဲ့ဟာမျိုးတွေရှိပါတယ်နော်ဆိုတော့ data gradable နဲ့ join တဲ့ဟာပါအဲ့တော့ကျွန်တော် gradable နဲ့ join တဲ့ဟာကိုတွားပြီးအခါကျတော့ရှင် non gradable နဲ့တွားပြီးတော့တွဲလို့မရဘူး for example very dead ဆိုတဲ့ဟာကျွန်တော်မရှိဟုတ်ပြီနော် quite dead ဆိုတဲ့ဟာမရှိ dead ဆိုလို့ရှိရင်ကျွန်တော် dead ပဲဟုတ်ပြီနော်နောက်ပြီးအခါကျတော့ရှင် empty ဒီခန်းထဲမှာဘာမှရှိမနေအဲ့ဒါကိုကျွန်တော်တို့က rather empty or extremely empty လို့တော့ပြောလို့မရအစကတည်းကဘာမှမရှိတာ zero ပဲအဲ့တော့ zero ကိုကျွန်တော်တို့သွားပြီးအဆင့်တက်မှလို့မရတော့နော်အဲ့တော့ဒီ တချို့ဒီ non gradable စကားလုံးတွေဆိုလို့ရှိရင်အဲ very တို့ quite တို့ really တို့နဲ့တွားပြီးတော့တွဲသုံးလို့မရနော် it's awkward grammatically awkward ဖြစ်နေတာပေါ့နော်အဲ့တော့အဲ့လိုစကားလုံးမျိုးကြားလို့ရှိရင်ကျွန်တော်ဒီစကားလုံးနဲ့တွဲလို့ရတာထူးခြားတဲ့နေရာတော့ really ရကြတာနှစ်ခုစကားလုံးနဲ့တွဲလို့ရတယ်မသေးချောင်ဆိုလို့ရှိရင် really လို့သာပြောလို့ရတယ်ပေါ့နော်ဥပမာ for example အရန်ပူရဲစူပွက်နေပြီပူရာရဲ့ဟိုအဆုံး boiling ဲ့ဒါဆိုလို့ရှိရင်ကျမတို့ကဒီစကလုံးတွေနဲ့တွဲလို့ရတယ်เนาะ boil လေးကိုသွားပြီးအဆင့်သတ်မှတ်လို့မရတော့ဘူးเนาะဒီချက်ထပ်ပူစရာမရှိတော့ခါကြောင့်လို့ရှိရင် very boily လို့ပြောတော့ပြောလို့မရ is completely boiling ဒီခန်းနဲ့ဒီခန်းကတော်တော်ကိုเนาะဟိုအဆက်နေရပဲဆိုရင်ဟာပြောပေါ့เนาะ this room is completely boiling เนาะ the weather is completely boiling ဒီချက်ထပ်ပူစရာအကြောင်းမရှိတော့เนาะ absolutely boiling နော်ဒါမျိုးတွေပေါ့ absolutely unique နော်ရန်ကို unique ဖြစ်တယ် unique ဖြစ်တယ်ဆိုတဲ့ဟာမှာသူသွားပြီးတော့အဆင့်သတ်မှတ်လို့မရတော့ဘူးကောင်းတယ် good အဲ့ဒါအကောင်းဆုံးပါလဲ perfect အဲ့ဒါ perfect ကိုသွားပြီးကျွန်တော်အဆင့်သတ်မှတ်လို့မရအဲ့ဒါဆိုလို့ရှိရင် long walk ကို perfect ဖြစ်တယ်ဆိုတဲ့ဟာပဲကျွန်တော်ပြောရမှာ is absolutely perfect เนาะဒါမျိုးပဲကျွန်တော်ပြောလို့ရတယ်เนาะအဲ့တော့ဒီ gradable adjectives ကိုခုနက gradable intensifier နဲ့ကျွန်တော်တွဲလို့ရပြီရဲ့ခါကြောင့်လို့ရှိရင် non gradable adjectives ကိုကျွန်တော် non gradable intensifier နဲ့တွဲလို့အာအဆင်ပြေပါတယ်เนาะမဟုတ်ဘဲနဲ့ရောပြီးရဲ့ခါကြောင့်လို့ရှိရင်အာအတွဲမညီဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကြားရတာထောက်နေပါတ နော်ဆိုတော့ဒီပုံလေးကတော့ဒါ internet ကနေပြီးတော့နားလဲလွယ်မယ်ပုံလေးတပုံကျွန်မရှာပြထားဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် um တောင်လုံးမီချာလေးကိုတွေ့လိုက်မှာပေါ့နော်တောင်လုံးမီချာလေးကိုတွေ့လိုက်မယ်အဲ့တော့ fairly rather very hot extremely hot အဆင့်အကျုံအပေါ်ဆုံးမှာနောက်ထပ်ဘာမှမရှိတော့เนาะ grade မှာအဆင့်တက်မှလို့မရတော့ boiling ဆိုတဲ့အဆောက်ရောက်ပါပြီ လုံးဝစုပ်ွက်နေပြီเนาะ100 degree celsius ဆိုတော့ရှင်လူနေဖို့လုံးဝမဖြစ်နိုင်တော့အဲ့လိုမျိုးပဲ bright iron နေအောက်ကိုဆင်းလာမယ် fairly cold rather cold very cold extremely cold and freezy နော် minus 0ဖြစ်သွားပြီဆိုတော့ရှင် freezy အေးခဲနေအေးခဲနေအောင်နည်းနည်းလေးအေးခဲနေရလို့အနုံအောင်အေးခဲနေရကျွန်တော်တို့လုံးမရ is absolutely freezy completely freezy really fizzy crazy တောင်မျိုးပဲရအောင်ပဲเนาะအဲ့ really ရဲ့ထူးခြားချက်ကတော့ကျွန်တော်နှစ်ခုစလုံးနဲ့တွဲလို့ရတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာအာတချို့ assertive တွေရဲ့เนาะဒီ level လေးတွေကိုကျွန်တော်တို့ check ကြည့်ကြည့်အောင်เนาะ vocabulary လေးပေါ့เนาะဆိုတော့ဒီဘက်ချမ်းမှာခုနပြောပြီးသွားပြီ hot ပုံမှန်ပူရဲအဆင့်သတ်မှတ်လို့ရတယ်ဒီဘက်ချမ်းမှာ boil အဆင့်သတ်မှတ်လို့မရတော့เนาะ next one cold စဉ်းစားမလို့ရရဲ very cold really cold extremely cold ရရဲတပတ်ဆက်မှာ freezing below 0 degree celsius အောက်ကိုရောက်နေပြီအဲ့ဒါကျွန်တော်တို့အဲ့ဒါကိုသွားပြီးတော့ a very natural လို့များ very freezing ဆိုတာမရှိဘူးဆိုတော့ freezing ဆိုတဲ့အဓိပ္ပာယ်ကဝါမှ AK နေဆိုတဲ့အဓိပ္ပာယ်ရနေတာ absolutely freezing completely freezing utterly freezing totally freezing တပိုင်းရအောင်နော် Okay, angry. Bong say sorry, not angry. Mm, say sorry, mad, say sorry. Furious. I'm not alone, say sorry. Furious. Long, I draw the bong tie. We need our bong with a penny. No, or furious, go be a very furious, go be all the same. Be no, he is absolutely furious. No, long, I go my furious penny. Be he's totally furious about the news. How you know, or the danger and a bad that be a car. I'm not sure. သူကတော်တော်လေးပုံမှာဒေါသပုံချတယ်။ tired เนาะဒီဘက်ဆံမှာတော့ပင်ပန်းတာပဲ။ non tired ပင်ပန်းနေလေအလုပ်ကနေပြန်ပြီးပင်ပန်းနေ but exhausted เนาะ exhausted လုံးဝချီကုန်လက်ပန်းချီပြက်လက်ပြက်ဖြစ်သွားပြီเนาะအဲ့တော့အဲ့ဒါဒီ very tired နဲ့လည်းအတူတူပဲအဲ့တော့အဲ့ဒီ exhausted ကိုသွားပြီးတော့အဆင်သတ်မလို့သွားမရတော့ဘူး i'm absolutely exhausted today today is a long day for me i'm totally exhausted no her exhausted solution ဘာမှလာမခိုင်းနဲ့တော့မိရအောင်တော့ခြေပြက်လက်ပြက်ခြေကောင်လက်ပန်းကြတယ်ဒါမျိုးဆိုတော့ကျွန်တော်ဖြစ်ပါတယ် okay နောက်တစ်ခုကကြတော့ပါလေအဲ့လိုမျိုးအတွဲစကလုံးတွဲဆက်တွေအများကြီးရှိပါတယ်ဒီ internet ပေါ်မှာ gradable non gradable adjective ဆိုပြီးတော့လဲရှာကြည့်လို့ရတာအဲ့ဆိုအများကြီးထွက်လာနေတာပေါ့နော် ဆိုတော့အာဟိုနေ့ကပြောသလိုမျိုးပဲပေါ့နော်ဟိုမနေ့ကပြောတဲ့အာဒီ subject နဲ့လည်းနည်းနည်းဆက်ပါရယ် happy ဆိုတော့ရှင် overjoyed နော် um uh over the moon ဒါမျိုးတွေပေါ့နော် over the rainbow ဒါမျိုးတွေ Okay so here is afraid ကြောက်တာနော် scale နဲ့အတူတူပါပဲအဲ့တော့ဒီမှာတော့ရိုးရိုးပဲကြောက်နေတယ်နော် but petrify ဘာဖြစ်သွားလဲကြောက်လို့မှကြောက်ကြည့်လို့ပဲ เนาะတချို့ကနည်းနည်းပဲကြောက်တယ်ဆိုရင် trap ပြီးလို့ရတယ် but တချို့တွေကအရင်ကြောက်တဲ့အခါကျတော့ဘာဖြစ်လဲစက်တေတေသွားပြီးတဲ့အခါကျတော့ရှင် petrify ကြောက်ရွံ့ကြီးလို့ဖြစ်သွားတယ်ဒီနေရာမှာပဲမလုံနိုင်မရှက်နိုင်အရင်ကြောက်လုံးလုံး trap ပြီးတော့မှမေ့နေဆိုရဲဟာเนาะအဲ့တော့ petrify อ่า so so ရှင် I'm absolutely petrified because of the jump scare. one, the jump scare I'm absolutely petrified. right? do I I The first one I'm going to answer, no, the first one for you. The um, number one and two I'm going to answer for you, but number three, four, five, also a thumbs down. You gotta answer by yourself, and you can comment in the uh in the comment section below. Help you know. Okay, to see on the first sentence and the second sentence. No, the first sentence. The movie was blank interesting. All right, interesting the gradable adjective la non-gradable adjective. Yes, interesting is a gradable adjective. So, by tomorrow, by domle, very domle, no, tomorrow, very interesting. Okay, no, yellow interesting on my tomorrow got non gradable. The term got a young go say with that. Sazia Gomez, which tomorrow blue bio, yeah, is absolutely fascinating. No, absolutely fascinating. The movie was very interesting. That's a lot of shame very interesting. No? The movie was absolutely fascinating. Okay. So second sentence, after running the marathon, I was exhausted. Very uh, absolutely. No, exhausted exhausted, gradable or non-gradable adjective. Yes မှန်ပါတယ် exhausted လုံးဝကိုချေချေပြက်လက်ပြက်ဖြတ်သွားပြီ is non gradable adjective ဖြစ်ပါတယ် error tomorrow ဒီ very နဲ့ dwell လုပ်မရတော့ပါဘူး should be like absolutely exhausted after running the marathon i was absolutely exhausted ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အောက်ကစနေစုံကြောင်းလေးကိုလည်းစဉ်းစားကြည့်ပါနော်စဉ်းစားကြည့်ပြီးရဲ့အခါကြောင်းလို့ရှိလို့ရှိရင်အဖြေလေးကို comment section below မှာ ပေးခဲ့လို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်နံပါတ် J4 ရဲ့ဗီဒီယိုလေးက complete ဖြစ်သွားပါပြီ။အဲ့တော့ internet မှာလည်းဒီချက်အာအာ learning ရေးဆက်လုပ်လို့ရပါတယ်။ gradable adjective non gradable adjective တွေကိုအာနိုင်ရှင်းပြီးတော့လေ့လာမယ်ဆိုလို့ရှိရင် vocabulary um ပို့ပြီးတော့တိုးပြီးတော့ပေါ့နော် vocabulary လေ့လာတဲ့နေရာမှာပို့ပြီးတော့မှတ်မိလွယ်စေပါဟုတ်ပြီနော်။ဒါဆိုလို့ရှိလို့ရှိရင် uh, gradable adjective, non-gradable adjective, natural yet yeah, intensifier. Thank you so much for watching until the end. See you in the next video. Please comment in the sessions, any suggestions, any um, information sharing, or like any uh, things you want to point out as a mistake or something. See you in the next video. Bye-bye.